မင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုလေးမှာတော့အပင်တပင်ရဲ့ရွက်အပွင့်အသည့်အတွက်ဖြန်ပတ်ရန် organic သဘာဝအားစီးပြုလုပ်နေကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်မျိုးစိတ်ကလေးပြိုးကစားကစားလို့အရွက်အသည့်အပွင့်တွေစားလို့ရတဲ့အထိစားပင်သီးပင်လေးတွေရှင်သန်ကြီးထွားအသည့်အပွင့်အားပြိုးထောင်ပြုစုထိန်းသိမ်းမှုအတွက်သူတို့အတွက်အဓိကလိုအပ်တဲ့ nitrogen နဲ့ potassium တို့ကို သူ့ချိုးတိုင်းဆက်မပြတ်ပေးဖို့အတွက်ဒီလိုလေးစီမံကြမယ်။ organic သီးနှံချစ်သူတို့ရေ။ organic သီးနှံစိုက်ပျိုးရေးပညာရှင်ကြီးတွေကတော့ပြိုးဝေမောက်ကနေအပင်ကောင်းကောင်းကြီးထွားအရွက်ဝေဖို့အတွက်အဓိကလိုအပ်တဲ့ nitrogen ဓာတ်ကိုတီးပင်စားပင်တစ်ပင်ကလေးတွေရဲ့မိခင် mem လို့တင်စားခေါ်ဝေါ်ကြပြီးယောဂခင်းခင်းနဲ့အရွက်အပွင့်အသီးတွေဖြစ်ထွန်းမှုအထူးလိုအပ်တဲ့ ဘုဒ္ဓစီရင်တက်ကူရောဖခင်ဓာတိလို့နှိုင်းရှင်သတ်မှတ်ကြတယ်။ဒါကြောင့်မို့အဲ့ဒီဒီပင်စားမိလေးတွေပေါ့မိဘနှစ်ပါးလို့အကျိုးပြုတဲ့အဲ့ဒီဓာတ်မျိုး organic အပြတ်ပေးနိုင်အောင်အခုဗီဒီယိုလေးမှာကျွန်မပြောပြတော့မှာဖြစ်ပါတယ်။ဒီလိုအသိပညာဖြန့်ဝေနိုင်အောင် organic family ပညာတွေလက်တွေ့ဆွေးနွေးကြတင်လည်ပေးခဲ့တဲ့ ထိုင်းဂျပန်မြန်မာအဖွဲ့အစည်းကိုလည်း ကျေးဇူးများကြီးတင်ပါတယ်ရှင်။ဒီဗီဒီယိုလေးကဒီအသိပညာတွေကိုလက်တွေ့ပေါ်မှာဆက်လက်ပြီးဖြန့်ဝေပေးကြဖို့ကိုလည်းလေးစားစွာတောင်းဆိုပါရစေ။ပထမအနေနဲ့ဒီနိုက်ထရိုဂျင်ပလန့်ဂျူးစ်မီကင်တက်ရပြန်စီရထုတ်လုပ်ပုံကိုပြောပြမှာဖြစ်ပါတယ်။ဒါကတော့ morning glory လို့ခေါ်တဲ့အစိမ်းရောင်ရွက်နှုတ်အမျိုးအစားပါ ဒီရွက်ကိုမြရရင်လည်းအလွယ်ကူဆုံးနေနဲ့ကစုံရွက်ကိုအသုံးပြုနိုင်ပါတယ်။ဒါကစုံရွက်မရတဲ့အချင်းတွေမှာဆိုရင်လည်းဒီလိုစိမ့်နေနုနေတဲ့တခြားအရွက်လေးတွေဆိုရင်လည်းသူ့နေရာမှာအစာထိုးပြီးတော့အသုံးပြုလို့ရပါတယ်။ဒီလေးမှာတော့ကစုံရွက်ကိုသုံးပါမယ်။ကစုံရွက်1ကီလိုယူပါမယ်။ဒါကတော့မြင့်ဖြစ်ပါတယ်။ဒီမြင့်ကို ဒါနဲ့နုံနုံကလေးစင်းထားပါမယ်ပြီးရင်သူ့ကိုလည်း1ကီလိုယူပါမယ်သုံးမျိုးမြမှာတော့ငပြောပင်ရဲ့ပင်ချီအဖုလေးကိုယူပါမယ်သူ့ကိုလည်းတတ်စီအောင်စေးချောပြီးတော့နုံနုံစင်းပါမယ်1ကီလိုယူပါမယ်ပြီးလို့ရှိရင်အဲ့ဒီတမျိုး1 kg 3မျိုး3 kg ကိုတကြားမျိုး1 kg နဲ့ရောပြီးတော့ဖွားဖွားလေးနေပါမယ်။ ပြီးရင်အဖုံးလုံအောင်ပိတ်ပြီးတော့အကန်းပူချိန်မှာနှစ်ပတ်ကြာအောင်ထားပါမယ်။နှစ်ပတ်မြောက်တဲ့နေ့မှာအဖက်တီကိုစကားနဲ့စစ်ပြီးတော့သူ့အရည်တနတ်ကိုလီလုံပလင်းလေးတွေမှာထည့်သွထားလို့ရပါပြီ။ဒီအပင်အာဟာရပြန်စည်ဟာတစ်နှစ်ထီမူလအာနိသင်မပြတ်နိုင်ပါဘူး။အသုံးပြုပုံနည်းကတော့သူ့ရဲ့စပွဲတင်ဇွန်း၃ဇွန်းပမာဏကို ရေ20လီတာနဲ့ရောပြီးတော့အပင်တွေကိုဖြန့်ပတ်ပေးရမှာဖြစ်ပါတယ်။အပင်ရဲ့အသေးပွင့်တွေကောင်းကောင်းကြီးထွားဖို့လိုအပ်တဲ့ပိုတက်ဆီယမ်ဆိုတဲ့ဖခင်ဓာတ်ကိုတော့အသင်းမျိုးစား၃မျိုးနဲ့ပြုလုပ်မှာဖြစ်ပါတယ်။နံပါတ်၁ကတော့နနက်သီးဖြစ်ပါတယ်။နနက်သီးကိုပပလေးပါမယ်။1ကီလိုယူပါမယ်။ နောက်နမနစ်ကတော့ရွှေဖြုံသီးဖြစ်ပါတယ်ရွှေဖြုံသီးကိုလည်း1ကီလိုယူပြီးတော့ပပားလေးပါမယ်နံပါတ်3ကတော့ငပျောသီးဖြစ်ပါတယ်ငပျောသီးကိုလည်းပပားလေးပါမယ်1ကီလိုယူပါမယ်ဒီအသီး3မျိုးက1ကီလိုစီ3ကီလိုနဲ့တခြားအညို1ကီလိုကိုရောပြီးတော့ဖောက်ဖောက်လေးနေပါမယ်ပြီးလို့ရှိရင်အဖုံးကိုလုံအောင်ပိတ်ပြီးတော့ အခန်းအပူချိန်နဲ့နှစ်ပတ်ကြာအောင်ထားပါမယ်။နှစ်ပတ်ကြာပြီးနောက်မှအကြီးကိုစကားနဲ့စစ်ယူပြီးလေလုံးနဲ့ပလင်းနေဘူးတွေထဲမှာထည့်ပြီးတော့သူ့ကိုလည်းတစ်နှစ်အထိအာဟာရမပြတ်သိုးလောင်ထားလို့ရပါတယ်။အသုံးပြုပုံကလည်းသူကိုစပွဲရင်စုံ၃စုံနဲ့ရေ20လီတာရောနှောပြောဆက်ပြီးအသီးအပွင့်တွေဝင်စားအချိန်မှာဖြန့်ပတ်ပေးရမှာဖြစ်ပါတယ် နောက်ထပ်သိထားရမှာကတော့ဒီအားစီးရင်မျိုးပြုတ်လောက်တဲ့အခါမှာအခုကျမအသုံးပြုထားတဲ့ပစ္စည်းတွေနဲ့မှပဲလို့တိတိကျကျသတ်မှတ်ထားတာမဟုတ်ပါဘူးသူတို့နဲ့အပစ္စည်းတစ်မျိုးမျိုးမရခဲ့လို့ရှင်အလားတန်တူတယ်ပေါ့နော်ပစ္စည်းတစ်မျိုးကိုအစားထိုးပြီးတော့သုံးလို့ရပါတယ်ဥပမာဆိုရင်ရှစ်ပြုံသီးမရနိုင်ဘူးဆိုရင်တေမောသီးဟုတ်ကိုလေ အစားထိုးအသုံးပြုလို့ရပါတယ်ရှင်။ဒါကတော့ကျမတို့တင်နန်းမှာတော့ဆရာလို့ဖွေလို့ရတဲ့ပစ္စည်းလေးတွေနဲ့အားစေးရပြုလုပ်ထားတဲ့ဓာတ်ပုံမှတ်တမ်းလေးဖြစ်ပါတယ်။ဒီအားစေးရတွေကိုပြုလုပ်တဲ့အခါမှာအချိန်အားဖြင့်နှစ်ပတ်ကြာမှသုံးပါဆိုပေမဲ့လည်းဒီမိမိပြုလုပ်ထားတဲ့အချိန်ကနေတရက်နှစ်ရက်နဲ့လည်းဒီအရေးပေါ်ဖြန့်ပတ်ဖို့လို့ရင်ဖြန့်နိုင်ပါတယ်။ ဒါကတော့အပင်လေးရဲ့တက်တန်းမှာမိခင်တက်နဲ့ဖခင်တက်ကိုဖြန့်ပတ်ပေးရမယ့်အကျိုးအစားဇာတ်လေးဖြစ်ပါတယ်။အပင်လေးကြီးအငယ်အငယ်ပိုင်းမှာဆိုရင်တော့သူကမိခင်တက်ကိုကိုးစားနဲ့ဖခင်တက်တဆရော့ပြီးတော့ဖြန့်ပတ်ပေးရပါမယ်။အပင်လေးရဲ့တက်တန်းအလယ်လက်မှာဆိုရင်မိခင်တက်ငါးစားဖခင်တက်ငါးစားဇာတ်တူရော့ပြီးတော့ဖြန့်ပတ်ပေးရမှာ ဖြစ်ပါတယ်။နောက်တော့ကအပင်လေးကြီးရဲ့ အပွင့်နဲ့အသီးအတွက်ဆိုလို့ရှိရင်မိခင်တက်တဆနဲ့ဖခင်တက်ကိုးစားကိုရောနှောပြီးတော့ဖြန့်ပတ်ပေးရမှာဖြစ်ပါတယ်။ကဲအိုကေနေဒီနဲ့ချစ်သူတို့ရေအပင်လေးတွေကိုသူတို့အဖေနဲ့အမေလို့အကျိုးပြုပေးမယ်။ဒီအပင်အသီးအပွင့်အော်ဂနစ်အားစေးရေကို ကိုယ်တိုင်လုပ်ပြီးတနိုင်တစ်ပိုင်းစိုက်ပျိုးရေးကစလို့ မိမိမိသားစုနဲ့မိမိပတ်ဝန်းကျင် organic ဟင်းသီးဟင်းရွက်တွေကိုစသုံးခြင်းဖြင့်လူသားမျိုးဆက်ကောင်းတစ်ခုကို ပိုင်ဆိုင်ဖို့ကြိုးစားကြပါစို့လို့တိုက်တွန်းအကြံပြုလိုက်ရပါတယ်ရှင်။